မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာသူရပါထရီယောဂကူဆောင်ဝင်ပါကျွန်တော်ဒီနေ့ကတော့ဒီကြောက်ကဖြက်စီခြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်ဒါကလည်းဒီကျွန်တော်တို့မြန်မာနိုင်ငံမှာကအဖြစ်များတဲ့ယောဂတစ်ခုညီညီနဲ့ဖြစ်တဲ့အခါကျတော့ဒါနဲ့ပတ်သက်ပြီးတော့အားလုံးသိရှိပြီးတော့အဲသဘောပေါက်အောင်လို့ဆွေးနွေးပေးမှာဖြစ်ပါတယ်အဲကြောက်ကဖြက်စီခြင်းဆိုတဲ့ကိစ္စကိုစပြီးတော့ကျွန်တော်ပြောပါမယ်ဆိုလို့ရှိရင်တော့ပထမဆုံးအနေနဲ့ဒါပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်မှာကြောက်ကရဲ့လုပ်ငန်းဆောင်တာပေါ့နော်အဲကြောက်ကတချမ်းနဲ့ဖြစ်နေဖြစ်မယ်နောက်နောက် အဖက်လုံးဖြစ်နေတဲ့ဖြစ်မယ်သူတို့ရဲ့လုပ်ငန်းဆောင်တာမလုံဆောင်အောင်နိုင်တော့တာကိုပြောချင်တာဖြစ်ပါတယ်အဲ့လိုမျိုးမလုံဆောင်နိုင်ရတဲ့အကြောင်းရင်းတွေကလည်းတွေးတူယောဂစီဂျူယောဂအဲ့လိုမျိုးယောဂတစ်ခုခုအကြောင်းမလို့အဲဖြစ်တာမျိုးတွေလည်းရှိတယ်အဲပြီးတော့ဒါတွေကိုလည်းတေချာကုသဖို့လည်းလိုတယ်တေချာပြုဆိုင်ဖို့လည်းလိုတယ်ပေါ့နော်မဟုတ်လို့ရှိရင်ကျတော့ဒါတွေကလည်းအန္တရာယ်ရှိတယ်အဲ့ဒါကြောင့်ဒီကြောက်ခက်ပျက်စီးခြင်းနဲ့ပတ်သက်ပြီးတော့မှသိရှိပြီးတော့မှအဲတေချာလေးကုသဖို့လည်းလိုတယ်ဆိုတာကိုလည်းအဲသိစေခြင်းတယ်ပေါ့နော်အဲကြောက်ကန့်ကတော့ပေါ့နော်တကယ်တမ်း န်6ခက်ကကျွန်တော်အားလုံးနဲ့သိပြီးသားလို့ဖြစ်မှထင်တယ်။ဘယ်နဲ့ညာပေါ့နော်တဖက်တစ်ချက်စီမှာရှိတဲ့ကြောဘက်ဒီနန်ယိုးတွေရဲ့အောက်မှာရှိပါတယ်။အဲသူတို့ရဲ့အဓိကလုပ်ငန်းဆောင်တာကတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးပေါ့နော်။အဲသွေးထဲမှာရှိတဲ့အညစ်အကြေးတွေကိုအဲဆွန့်ထုတ်ပေးတယ်။စီးအဖြစ်နဲ့ဆွန့်ထုတ်ပေးတာဖြစ်တယ်။ဒါကတော့ဒီ6ခက်တည်းရဲ့လုပ်ငန်းဆောင်တာဖြစ်တယ်။အဲတခြားလုပ်ငန်းဆောင်တာတွေလည်းရှိတယ်။ဒါပေမဲ့အဓိကကတော့အညစ်အကြေးဆွန့်ထုတ်ပေးတာဖြစ်ပါတယ်။6ခက်ပြက်စီးခြင်းကကဘာနဲ့အဝမ်းမှာတော့အဖြစ်များတယ်ပေါ့နော်။ဒီနောက်ပိုင်းမှာလည်းသွေးတို့စီးရောယောဂါတွေကိုလည်းအဲ တေချာမထိန်ဘူးတေချာမကုဘူးအဲ့လိုမျိုးတွေလည်းရှိသလိုဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးတော့ lifestyle တွေနဲ့ပတ်သက်ပြီးတော့လည်းအားလုံးကဟိုတေချာ view မဆိုင်နိုင်ဘူးဆိုလို့ရှိဆိုတဲ့ခါကျတော့ဒီနောက်ပိုင်းမှာဒီကြောက်ကပ်ပျက်စီးခြင်းဆိုတဲ့ယောဂါကအဖြစ်များလာတယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းအဖြစ်များလာပါခဲ့ကြောက်ကပ်ပျက်စီးတယ်ပေါ့နော်ကြောက်ကပ်ပျက်စီးခြင်းရဲ့ယောဂါလက္ခဏာတွေဆိုလို့ရှိရင်တော့သူကတော့နာတာရှည်ကြောက်ကပ်ပျက်စီးတာရှိသလိုရုတ်တရက်စီးကြောက်ကပ်ပျက်စီးတာမျိုးတွေလည်းရှိတယ်ဒါမဲ့လည်းကြောက်ကပ်ပျက်စီးပြီးဆိုလို့ရှိရင်တော့လူတယောက်ကအဲ န်နှုံးနေနှုံးပြီးတော့မှခန္ဓာကိုယ်တစ်ခုလုံးမှာရှားရံတယ်ပေါ့နော်ပြီးတော့ခရောင်ကနန်းတွေဖြစ်တယ်အဲပြီးတဲ့အခါကျတော့ပြုတ်တယ်အန်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အပြင်ကိုမှဟိုခန္ဓာကိုယ်တစ်ခုလုံးဖောတယ်မောတယ်အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်ဒါကတော့ဒီကြောက်ခက်ပျက်စီးခြင်းကြောင့်ဖြစ်လာတဲ့လက္ခဏာတွေဖြစ်ပါတယ် အဓိကပေါ့နော်ဘလူလူတွေမှာဒီကြောက်ခက်ပျက်စီးခြင်းဖြစ်နိုင်တယ်ပေါ့နော်။ဘာကြောင့်ဖြစ်နိုင်လဲဆိုတာမျိုးပေါ့နော်။အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲဒီကြောက်ခက်ပျက်စီးခြင်းကနာတာရှည်ကြောက်ခက်ပျက်စီးတာမျိုးရှိသလိုဟိုရုတ်တရက်ကြောက်ခက်ပျက်စီးတာမျိုးလည်းရှိတယ်ပေါ့နော်။ဘလူလူတွေမှာကြောက်ခက်ပျက်စီးခြင်းပို့ပြီးတော့ဖြစ်နိုင်လဲဆိုလို့ရှိရင်တော့ သူတို့ယောဂရှိတဲ့သူတွေအဲစီဂျိုယောဂရှိတဲ့သူတွေအဲနာတာရှည်ယောဂတွေရှိတဲ့လူတွေပေါ့နော်နှလုံးယောဂတို့အသေးယောဂတို့အဲ့လိုမျိုးရှိတဲ့လူတွေအသက်အရွယ်ကြီးတဲ့သူတွေပြီးတော့မှဒီအကိုက်ခဲပျောက်စေးတွေဆွဲတောင်းနေရတဲ့လူမျိုးတွေပေါ့နော်အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်တော့အဲချောက်ကပြက်စီခြင်းကိုဖြစ်နိုင်တယ်အဲ့ဒီမှာမှာပေါ့နော်ဒီမှာတစ်ခုပြောစရာရှိတာကကျတော့အဲကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီကွန်ဆာတွေပေါ့နော်ကွန်ဆာတာကလည်းအဲစီကြောက်တဲတာလည်းဖြစ်နိုင်တယ်လို့ရေရှည်မှာဆိုလို့ရှိရင်ချောက်ကပြက် ်စီဂျင်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒညင်းသီးပေါ့နော်ဒညင်းသီးကလည်းသူ့မှာပါတဲ့ဓာတ်ကကြတော့ရုပ်ရည်ချောက်ခက်ပျက်စီးခြင်းကိုဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကလည်း ဟိုသတိထားဖို့လိုတယ်ပေါ့နော်အမြန်မာနိုင်ငံမှာဒါအားလည်းတွေ့ရတာများတယ်အမ်ပြီးတဲ့ခါကျတော့ခုနအရှိမှလည်းပြောခဲ့တယ်ပေါ့နော်နာတာရှိကြောက်ကက်ဖြစ်စီခြင်းကကျတော့တွေးတိုးယောဂဆိုလို့ရှိရင်လည်းတွေးပေါင်ချိန်မမှန်မထိန်နိုင်ဘူးမထိန်နိုင်တဲ့ခါကျတော့ရေရှည်မှာကြောက်ကက်ဖြစ်စီတယ်စီဂျိုယောဂဆိုလို့ရှိရင်လည်းတွေးထဲမှာရှိတဲ့တခြားဓာတ်ပေါ့နော်အချို့ဓာတ်ကိုမမှန်မထိန်နိုင်ဘူးမထိန်နိုင်တဲ့ခါကျလို့ရှိရင်ကြောက်ကက်ဖြစ်စီတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့ဒါပြီးတော့မှဒီကြောက်ကက်ဖြစ်စီခြင်းကသူကအဆင့်နဲ့တော့ခွဲထားတာတော့ရှိတယ်ဒီမှာတော့ကျွန်တော်အဆင့်နေတော့မပြော ောတော့ဘူးပေါ့နော်အဆင့်ဟိုပထမအဆင့်ဒုတိယအဆင့်အဲ့လိုမျိုးအဆင့်တွေနဲ့တော့ခွဲပြီးတော့မှပြောတာမျိုးတွေရှိပါတယ်အဲကြောက်ကက်ပြက်စီးပြီဆိုလို့ရှိရင်တော့ကြောက်ကက်ကသူကအလုံးမလုံးတော့ဘူးပေါ့နော်အလုံးမလုံးတဲ့ခါကျတော့သူ့ရဲ့နောက်ဆက်တွဲအနေနဲ့ကတော့ကြောက်ကက်အလုံးမလုံးလို့ဖြစ်လာတဲ့ဟာတွေဖြစ်တယ်ပေါ့နော်ဘာတွေဖြစ်လာမလဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးတွေကိုဟိုကောင်းကောင်းမစွန့်ထုတ်နိုင်တော့ဘူးအဲ့ဒီခါကျလို့ရှိရင်လူကဖောလာတယ်ပေါ့နော်အဲဖောပြီးတော့မှဒီခန္ဓာကိုယ်မှာရှိတဲ့ဓာတ်စာဓာတ်တွေမမှန်တော့ဘူးအဲပြီးလို့ရှိရင်သွေးသွေးအားနည်းတယ်ပေါ့နော်သွေးအားနည်းတယ်အဲ့လိုမျိုးတွေဖြစ်လာမှာ ဖြစ်ပါတယ်ဒါကတော့နောက်ဆက်တွဲအနေနဲ့ဖြစ်လာတာဖြစ်တယ်အဲ့ဒီအပြင်ကိုမှကြောက်ကက်ပျက်စီးလို့ပေါ့နော်အဲ့ဒါကြောင့်လေသွေးလည်းတိုးတက်တယ်ပေါ့နော်သွေးတိုးလို့ကြောက်ကက်ပျက်စီးသလိုကြောက်ကက်ပျက်စီးလို့လည်းသွေးတိုးတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲဒီကြောက်ကက်ပျက်စီးတဲ့လို့ကျွန်တော်တို့ကထင်တယ်ပေါ့နော်ကြောက်ကက်ယောဂဖြစ်နေပြီတဲ့လို့ထင်တယ်ဆိုလို့ရှိရင်တော့သွေးစစ်တာမျိုးတွေလုပ်လို့ရတယ်ပြီးတော့ဟိုဓာတ်မှန်ရိုက်တယ်အထဆောင်းရိုက်တာမျိုးတွေလုပ်လို့ရတယ်ပေါ့နော်အဲစစ်တာမျိုးတွေလည်းလုပ်လို့ရတယ်ဒါတွေကဟိုဘာကြောင့်ဒီကြောက်ကက်ယောဂတွေဖြစ်လဲ ဲ့ကြောက်ခက်ပျက်စီးတဲ့ဆိုတဲ့ဟာမျိုးကိုရှာဖွေတာဖြစ်ပါတယ်အဲ့လိုမျိုးလေးလုပ်လို့ရပါတယ်အအဓိကကတော့ဘောနော်ဒီကြောက်ခက်ပျက်စီးသွားပြီဆိုလို့ရှိရင်တော့ကုသတဲ့နည်းလမ်းတွေကတော့ ဟိုဖြစ်တဲ့ယောဂါကိုလည်းတရားကုဖို့လိုတယ်ပေါ့နော်။ကြောက်ကက်ကိုလည်းကုရတယ်ဖြစ်တဲ့ယောဂါကိုလည်းတရားကုဖို့လိုတယ်။သွေးတိုးသမားကသွေးပေါင်းကြီးမမှန်ထိန်းဖို့လိုတယ်။စီကြိုသမားကစီကြိုမှန်အောင်ထိန်းဖို့လိုတယ်။နှလုံးယောဂါတခြားနာတရှိယောဂါရှိတဲ့သူကလည်းဒီယောဂါတွေကိုလည်းတရားကုတာဖို့လိုတယ်။အဲအဲ့လိုမျိုးသက်ဆိုင်ရာယောဂါတွေကိုလည်းတရားကုပြီးတော့မှဒီကြောက်ကက်ယောဂါကိုလည်းတရားကုဖို့လိုတယ်။ဒါကတော့တောက်စိနဲ့ကုတာဖြစ်တယ်။အဲနောက်တစ်ခုကတော့ဒီကြောက်ကက်ကလုံးဝလုပ်ငန်းဆောင်တာကမလုပ်ပေးနိုင်တော့ဘူးဆိုလို့ရှိရင်တော့ဒါကြောက်ကက်စီးတယ်ပေါ့ เนาะအားလုံးနဲ့တည်ပြီးသားဖြစ်တယ်ဒါမျိုးနီးလန်းနေနဲ့လည်းကုရတာမျိုးတွေလည်းရှိတယ်တချို့ဆိုလို့ရှိရင်တော့ကြောက်ကက်အစားထိုးပြီးတော့ကုတာမျိုးတွေလည်းရှိတယ်ပေါ့เนาะဒါကတော့ကုတာတဲ့နီးလန်းတွေဖြစ်ပါတယ်အဲကြောက်ကက်မပြတ်စီအောင်ဘယ်လိုမျိုးကျွန်တော်တို့နေထိုင်ကြမလဲပေါ့နော်ဘယ်လိုမျိုးကာကွယ်ကြမလဲပေါ့နော်အဓိကတော့ဟိုကျွန်တော်တို့ သွေးတိုးယောဂရှိတဲ့သူဆိုလို့ရှိရင်တော့သွေးပောင်လေးမမှန်ချိန်ပြီးတော့မှသွေးပောင်မမှန်လေးထိန်းထားဖို့လိုသလိုစီဂျိုယောဂသမားဆိုလို့ရှိရင်လည်းစီဂျိုမမှန်ထိန်းထားဖို့လိုတယ်အဲ့ဒါမှပဲအဲစီဂျိုမတက်ဘူးမတက်တော့မှပဲချောက်ခက်မပြည့်စီမှဖြစ်တယ်ပေါ့နော် အဲတခြားဆိုလို့ရှိရင်တော့ဒီ slate ပေါ့နော် slate တောက်တဲ့လူတွေအဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်း slate ကိုဖြတ်ဖို့လိုတယ်ရှောင်ကျင်ဖို့လိုတယ်အဲပြီးတော့ကောပေါ့နော်ပြီးတော့ခုနပြောတဲ့အစားတောက်မှဆိုလို့ရှိရင်လည်းတင်းင်းသီးပေါ့နော်ဒါကလည်းရုတ်တရက်ကြီးကြောက်ကပ်ပျက်စီတာမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက်စဉ်းကျင်ဖို့လည်းလိုတယ်အဲပြီးတဲ့အခါကျတော့တခြားပေါ့နော်ဒီအကက်ခဲပျောက်စေးပါညာပေါ့နော်အဲ့လိုမျိုးဆေးတွေကိုလည်းရီရှည်ဆွဲတောက်နေတာမျိုးဆေးတွေအများကြီးတောက်တာမျိုးအဲ့လိုမျိုးတွေလည်းမလုပ်သင့်ဘူးနောက်တစ်ခုခုပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေတက်ဆုံးရှုံးတဲ့ပါညာဆိုလို့ရှိရင်လည်းဒါ တေချာပြုဆိုင်ပြီးတော့ကုသဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးနီးလန်းနေနဲ့တေချာကုသမှပဲအဆင်ပြေတယ်ပေါ့နော်နောက်မှဆိုလို့ရှိရင်နာတာရှည်ယောဂဖြစ်သွားပြီဆိုရင်တော့အဲကုသကလည်းခတ်တယ်ပေါ့နော်ဟုတ်ကျမကြီးနဲ့ပတ်သက်တဲ့အသိပညာဘုရားများကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်